အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါရပေါ့နော်အဲ့တော့ဒီနေ့မှာ Tottenham Hotspur သင်္ကာဒါကျွန်တော်အင်္ဂွင်းမှာဒါကျွန်တော်တို့ရှုံးနေခဲ့ပြန်တယ်ပေါ့နော်ဒီရာဒီဘရာ Premier League ရဲ့18ပွဲမြောက်ရှုံးနေမှုဖြစ်လာခဲ့တယ်ဒါ တော်တန်ဟော့စပါတင်တဲ့ပရီးမီးယားလိလိုနာမည်ခေါ်ဆိုပြောင်းလဲမှုပြီးတဲ့နောက်မှာဒါကျွန်တော်တို့အဆိုးရွားဆုံးရာသီတစ်ခုနံပါတ်တန်းတင်နိုင်ခဲ့ပြီဖြစ်တယ်ပေါ့နော်။အဲလက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါအမှန်တိုင်းပြောကျွန်တော်နီးပြကူတော့ကျွန်တော်ဘာမှကိုမပြောချင်တော့ဘူး။နီးပြနေတဲ့ဒီနေ့ပွဲစဉ်မှာသူလဲသူတက်နိုင်တော့လုခဲ့လို့ပဲမြင်တယ်။ဘလောက်ထိကျွန်တော်ဒီနေ့ပွဲစဉ်မှာပြောချင်တယ်ဆိုစပါတင်တဲ့ဒီနေ့ပွဲစဉ်မှာဒါမိနစ် 80လောက်မှာစပါတင်ရဲ့ position base က88ရာခိုင်နှုန်းလေးရှိပြီးတစ်ဖက်အသင်းက12ရာခိုင်နှုန်းလေးရှိခဲ့တယ်။ဒီနေ့ပွဲစဉ်မှာစပါတင်နဲ့ဒါကျွန်တော်ဟာအသင်းကဒါ position အများကြီးမကောင်းတယ်လည်းမဟုတ်ကောင်းခဲ့တယ်။အပိုင်လုံးကြီးဆိုလည်းအတီတီရခဲ့တယ်။ဒီနေ့ပွဲစဉ်မှာ Tottenham Hotspur တင်နဲ့ဘလောက်ထိရည်ရလဲဆိုပြပြဦးမယ်နော်။ကျွန်တော်ဒါလက်ရှိမှာ Tottenham Hotspur တင်နေလက်ရှိ Tottenham Forest ကို minute 90မှာစပါတင်ရဲ့ဒါကျွန်တော်တို့အဲ့ပေါ်စပါတင်နဲ့ဒါကျွန်တော်သူရဲ့ session guide စီးတယ်မှာဘောလုံး3ချိန်ထိပေးထိတယ်။ ၃ချိန်မှာ၃ဂိုးဂိုးတယ်တလုံးက VAR အကြောင်းပယ်ဖြတ်ခံရပြီးနှစ်လုံးကတော့ပေးကူပေးကူပြီးလာအဲ့တော့ ဒီနေ့ဒါမိနစ်90လုံးကစားသွားတဲ့အချိန်မှာ Northern Force အနေနဲ့ Tottenham Hotspur တင်းရဲ့ဆက်ရှစ်ကိုက်စီးတဲ့မှာဘောလုံး၃ချက်ပဲထိတယ်။၃ချက်လုံးဂိုးသွင်းတယ်။ဒါတလုံးကိုပဲဒါကျွန်တော် VAR ဖြစ်။အဲ့တော့ဒီနေရာမှာကျွန်တော်အမှန်တိုင်းပြောရမယ်ဆိုရင်ဒီပြ of the night ဒါနှလုံးမှာပထမအုပ်စုလုံးက deflection နဲ့ဝင်သွားတယ်။ဘာမှလုပ်လို့မရဘူး။ဒုတိယအလုံးဒုတိယအလုံးဆိုဒါဂိုးသမားတော်တော်ညံ့တယ်။ပြောချင်တာဒါ Ficario ရဲ့လက်ရှိမှာ Europa League မှာကောင်းနေလောက်လာကျွန်တော်တို့ Premier League မှာတော်တော်ကြီးကိုဆုတ်တယ်။ Hoof နဲ့ပွဲစဉ်မှာသူ့ရဲ့ညံ့ဖြင်းမှုတွေကနေပြင်ပေးလိုက်ရတယ်။ဒီနေ့ပွဲစဉ်မှာသူ့ရဲ့ညံ့ဖြင်း င်းမှုတွေတစင်ပေးလိုက်ရတော့တပွဲလုံးတိုက်တာအင်းဒီနဲ့ဗစ်ကာဒီယိုချင်းအောင်ကိုက်နေတယ်ဘာမှကိုလုတ်เสียမလို့ခဲ့ဘူးတစ်ဖက်ကနော်ဒန်ဖော်ရက်ဘက်ကပြန်ကြည့်ပြန်တော့လေဒါစပါလိုအသင်းမျိုးကိုအင်ကွင်းဟိုစပါရဲ့အင်ကွင်းကြီးမှာ2-0ဆိုတဲ့ရလက်ကြီးဆော့ပြီးနောက်မှာတို့ခံမဲဆော့တော့မှာအဲ့တော့ဒါနော်ဒန်ဖော်ရက်အင်းဒီဒုတိယဘက်မှာရှင်းတယ်နောက်တန်း9ရောက်ထိပြောင်းလဲလိုက်ပြီးလုံးဝ defensive lockdown လုပ်ချလိုက်တယ်ဒီနေရာမှာတော့တော်တော်ဟိုစပါအသင်းကိုခံစစ်ဆော့မလို့ယုံကြည်တယ်အဲ့တော့ဒီနေ့ပေါ်စမှာစပါအသင်းလည်းတော်တော်လေးကိုဂိုးကန်ခေတယ်လို့ပြောလို့ရတယ်တကယ်အပိုင်လုံးတည်းဆိုတာကျွန်တော်တို့တစ်ဖက်ရဲ့ဂိုးသမား self scout နာတကြောင်ဒါဟာကျွန်တော်တို့ဒါတစ်ခါမှတုံတန်းမမြင်ဘူးတဲ့ ကျွန်တော် goal line နီးပြ goal line ပေါ်ကဒါကျွန်တော်တို့အဖြတ်ထုတ်တာတကြောင်အာတစ်ဖက်ကဂိုးသမားထပ်ပုတ်ပြန်ပြီးတကြောင်အဲ့တော့ဒီနေ့ပွဲစမှာခုနပြောသူပဲကျွန်တော်ခိုင်းဒါကျွန်တော်နီးပြကိုထုတ်မဲ့ဘာညာကျွန်တော်အမြဲတမ်းပြောခဲ့မယ်ဒီနေ့ပွဲစမှာနီးပြလည်းသိတော့မယ်လက်ရှိမှာတိုက်စစ်မှာဒီနေ့ပွဲစမှာဒါကျွန်တော် True Sensation Richarlison နဲ့ Solan Key နဲ့ကိုတွေ့ခဲ့ရတယ် Richarlison ဒီနေ့ပွဲစမှာဒါနောက်ဆုံး Premier League ဒါကျွန်တော် Tottenham Hotspur တင်းတဲ့သူ၅ပွဲပွဲထွက်ခဲ့တဲ့အချိန်မှာ League ဝတီတောင်တွင်းထားခဲ့တယ်ပြောချင်တာဒါ Richarlison ကဒါ Diana မရခင် Spurs တင်းတော့တော်တော်လေးကိုအားကိုးရမယ်တိုက်စစ်မှုတယောက်ဆိုတာကတော့ငင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော် အဲ့တော့ဒေါက်တာဝန်စပါသိတယ်ဒီနေ့ပွဲစမှာဘာဒီပြောင်းလဲဘူးလေအမှန်တိုင်းပြောမှဆိုကြကျွန်တော်လည်းတိတ်တော့ဘာပြောမှန်းလဲမသိတော့ဘူးနော်ဘာလို့စပါသိတယ်ဒီနေ့ပွဲစမှာ तू အကုန်လုံးကြိုးစားခဲ့တာပဲဒါရှေ့ပွဲက front fan နီးနီးပုံစံမျိုးကြိုးစားခဲ့တယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲစမှာဒါခမရလို့ဘူးမလင်ဝင်ခံပါဘူးနော်လက်ရှိမှာဒါကျွန်တော်တို့ဟိုမြန်မာပြည်မှာစပါပြစ်တဲ့နေအဲ့လောက်ထိပြောတာဆိုတာမတွေ့မယ်ကျွန်တော်အတွက်ဆိုရင် မန်ချက်စတာယူနိုက်တက်နဲ့တာကျွန်တော်ရှင်ခေါ်ခဲ့တယ်အဲဒါကျွန်တော်မက်သီးယပ်စ်ဒေးဟိုက်ကိုခုချိန်ကျွန်တော်နားမလဲဘူးဟာတချို့ကဆွန်ဟောင်းမင်းကိုဆွန်ဟောင်းမင်းနဲ့ဒါကုနာပါဆွန်ဟောင်းမင်းနဲ့ကြော်ပြီးဒီစားသမောက်ထုတ်တင်တယ်ကျွန်တော်နေမှန်းတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာဆိုကျွန်တော်ဆိုလေမက်သီးယပ်စ်ဒေးကြီးကိုထုတ်ပြီးတော့အိုတိုဘက်ကို left wing ထဲ right wing မှာ Brandon Johnson ထဲဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်ပိုတော်လုပ်စီခြင်းသိတယ်တပွဲလုံးမှာမိနစ်60ရာကောင်းနေတဲ့အိုတိုဘက်ကြီးကိုဒါကျွန်တော်ခုတ်ပြီးတော့ဒါကျွန်တော်မက်သီးယပ်စ်ဒေးကိုဆက်ထည့်တဲ့နီးပြတာတော်တော်လေးကိုစိုးတယ်လို့မြင်တယ်ဒါကတော့ကျွန်တော်အမြင်ဒါပေမဲ့ လက်ရှိမှာဒါစာချုပ်စာနဲ့ရမသီးယစ်စတေလဲဘာလို့ပြောရလဲဒါပေမဲ့ကျွန်တော်လက်ရှိဟာတချို့ကြောက်လဲဟာမသီးယစ်စတေတအားကောင်းတယ်ဘာဖြစ်ကျွန်တော်တော့မမြင်ဘူးဗျာတိလာကျွန်တော်ခုနကပြောတယ်ကိုဒီအနေနဲ့ပူဒါကိုအနေနဲ့ဒါကိုရဲ့ကစားသမားကိုချစ်တဲ့ကစားသမားကိုကြိုက်တဲ့အသင်းရဲ့ကစားသမား vision နဲ့ကြည့်တော့မမြင်ဘူး ဒီနေ့ပုံစံမှာမက်သီးရဲ့ဆယ်ကိုကျွန်တော်ကြည်နေတာပေါ့နော်ဒါတစ်ဖက်အသင်းရဲ့ကစားသမားကိုကြော်ဖို့ကြိုးစားတယ်တခါမှမကြော်ဘူး body fit နဲ့လည်းမကြော်ဘူးဒါကြော် dribble နဲ့လည်းတုံတန်မကြော်ဘူး space တဲ့ခုနကပိုဆိုးတာကဒီကောင်လေးကတကူကောင်းတအားဆန်တယ်ကျွန်တော်နေနေမြင်တယ်တအားကူးသွင်းကြတယ်တအားလှုပ်ပြကြတယ်အတွက်ကြောင့်မို့ဒါ space နဲ့တွဲဆိုးတဲ့အချိန်မှာဒါကျွန်တော် space ကပို့ပြီးတော့သူ့ထက်ရှေ့ရောက်နေ overlap လုပ်ပြီးတဲ့ဘာမှမလို့အဲ့တော့ကျွန်တော်အမြင်ကကျွန်တော်ဒီနေ့ပုံစံမှာအပွင့်လင်းဆုံးခင်ဗျားတို့တလုံးပြောရမယ်ကျွန်တော်အနေနဲ့ပေါင်တန်း60ပေးပြီးယူရိုတန်း60ပေးပြီးမတီးရဲ့စတဲကိုခေါ်မလားမင်းတော့မဖြူမခေါ်ဘူးဘာလို့လဲဆို ကျွန်တော်အနေနဲ့ဒါကြီးကိုဘလို့မှဒီ hype ကြီးကိုကျွန်တော်လည်းလုံးဝမမြင်ဘူးကျွန်တော်လက်ရှိမှာဒါကျွန်တော် PSG ပွဲတွေဖြစ်တဲ့ Desire Doe Gavicha ဒီလိုကစားသမားမျိုးကျွန်တော်ကြည့်တယ်လက်ရှိမှာ Desire Doe ကိုဒါကျွန်တော်မှတ်မဲ့ရ PSG က55သန်းနဲ့ဝယ်သွားခဲ့တာဖြစ်တယ်အဲ့တော့ Tottenham Hotspur တင်းနဲ့ Matthias De ကို Euro တန်60ပြိမဲ့ဆိုဒီလို market ထဲမှာဒီထက်ကောင်းတဲ့ကစားသမားမှတန်60နဲ့မရှိတော့ဘူးလားအဲ့ဒါဆိုရင်တော့ဒါကျွန်တော်တို့ကစားသမားအပြောင်းအရွှေ့ market ကြီးကတော်တော်လေးကိုအပြစ်ဆိုးနေပြီလို့မြင်တယ်အဲ့တော့ ဒီနေ့ပုံစံမှာဒါကျွန်တော်တို့တစ်ဖက်အသင်းရဲ့ဒါကျွန်တော်တို့ကစားကွက်ကတော့ရှင်းတယ်သူတို့နဲ့စကောစီးစီး900တွားခဲ့ရတာဖြစ်ပြီးတော့ဖင်ပိတ်ဆော့တယ် defensive ဒါကျွန်တော် lockdown ဆော့တယ်ဒါ position နဲ့ give myself ခုနကပုံစံပဲကိုမပေးရည်တော့ဆော့အဓိကခုနကဒီနေ့ပုံစံမှာဒါကျွန်တော်တို့ down force ရဲ့ခံစစ်ကဒီနေ့ပုံစံမှာချက်လျောင်လုပ်ခဲ့တယ်စပါးတဲ့ တိုက်စစ်မကောင်းခဲ့ဘူးလားဆိုတော့လေတိုက်စစ်ကဒီနေ့ပေါ်စံမှာတော်တော်လေးကိုအဆင်ပြေခဲ့တာပဲ Richelly ဆိုတော့သူနေတာဒီနေ့ပေါ်စံမှာအပိုင်လုံးကြီးပဲ၃လောက်ရခဲ့သူကွန်တလုံးတွင်းခဲ့တယ်တလုံးကတစ်ဖက်ရဲ့ဂိုးသမားကောင်းသွားအဲ့တော့ Richelly ဆိုတဲ့ဒီနေ့ပေါ်စံမှာဒါသူနေသူတက်နိုင်တော့ဆွတ်ဆောင်ပေးခဲ့တယ်အဲ့တော့နောက်ပိုင်းမှာကျွန်တော်ကြည့်ကြည့်နေတာဆိုလန်ကီကဒါကျွန်တော်ဒန်ယာကပြန်လာတတ်တာပြီးတော့ပဲတော်တော်လေးကိုကြာသွားတယ်လို့မြင်တယ်ဆိုလန်ကီကအရင်ကပုံစံမျိုးနဲ့မတွေ့ခဲ့ရဘူးဒါပေမဲ့လက်ရှိမှာဒီနေ့ပေါ်စံမှာစပါတေးရဲ့ကျွန်တော်ခန်းစီကြီးကိုလည်းပြတ်သွားပြောလို့မရဘူးဆိုပေးလိုက်ရတယ်ပေးကိုတွေအကုန်လုံးကလည်းဒါကျွန်တော်ပေါ်စံခန်းစစ်ပါညာဆိုတဲ့ဒုတိယအတွင်းကိုကျွန်တော်အသေးအဆုံးပဲဖီကာ ာရီယိုအနေနဲ့ဘာထွက်လုံမှန်းမသိတဲ့ပြဿနာတော်တော်လေးကိုဆိုရဲအဲ့တော့ဒါကျွန်တော်တို့လာမယ့်ရသက်တပတ်မှာဒါကျွန်တော်တို့လီဗာပူးနဲ့ကန်ရမယ်ဒီလိုမျိုးပုံစံမျိုးနဲ့သွားကန်တယ်ဆိုတော့တော်တော်လေးကိုမလွယ်စိန်တီထားမှရှိရလို့ကျွန်တော်လည်းမြင်မိတယ်အဲ့တော့လက်ရှိမှာဒါတော်တော်ဟော့စပါတဲ့ဒီနေ့ပေါ်မှာရှုံးတယ်လားမင်းတော့ ဒါကျွန်တော်မြင်တဲ့ဘာဒီအသင်းကတော့ခွေးအသင်းရှုံးဒါပေမဲ့ဒီနေ့ပွဲစဉ်ကကျွန်တော် conflictive feeling တော်တော်ဖြစ်တယ်။ဘာလို့ဆိုတော့ခုနကပြောလို့ပဲတစ်ဖက်အသင်းကဒီနေ့မိနစ်60လုံးမှာဒါကျွန်တော်တို့ကျွန်တော်တို့ရဲ့ဆက်ရှိကైစီမှာဘောလုံး3ချက်ပဲထိပြီးကျွန်တော်နှစ်ကူးနဲ့နိုင်ယူသွားတယ်။တစ်လုံးတော့မှဒါ VR ကယ်လို့ကျွန်တော်တို့3 1 3-0မဖြစ်ခဲ့တာပေါ့နော်။အဲ့တော့ ြောချင်တာပြ feeling ကတော်တော်လေးဥတော်ဂျေးတယ်ဘာလို့နားမလဲဘောနော်မိဘတို့ကကျွန်တော်တို့အရင်တော့ quantity ခစ်တော့ကကျွန်တော်သူများသူများတွေကိုအဲ့လိုလုတ်ခဲ့လို့ပဲအခုမှကျွန်တော်ဝစ်လင်နေတာလားဘောနော်ဒီလိုမျိုးကျွန်တော်ပြန်ကြည့်ရမယ်အဲ့တော့ spartan နဲ့ဒီနေ့ပုံမှာဒါသူတို့လည်းတက်နိုင်တော့အကုန်ပဲခုနက expected goal မှာပြန်ကြည့် spartan နဲ့2.140ရှိခဲ့ပြီးတော့ဒါကျွန်တော်တို့ total shot မှာ22ကြိမ်တိတိုင်းကျွန်တော်တို့ကိုကံသွင်းရရှိခဲ့တယ်ရှော့အောင်ကားကဂိုးပေါက်တဲ့မှုကစပါတင်က6ကြိမ်တိတိရှိခဲ့တယ်အဲ့တော့ ဘလူပြောမလဲဗျာဒါခုနကလက်ရှိမှာဒီ performance ဒီ type စ performance က front fan မှာကန်ခဲ့တဲ့ price performance တောင်ပိုပြီးတော့ကောင်းနေတဲ့ဥစ္စာရှိတယ်အဲ့တော့တော်တော်လေးတော့နားလေဟာခတ်တဲ့အနေထားတစ်ခုတော့ရောက်လာခဲ့ပြီလို့ကျွန်တော်ဒီနေ့မြင်နေခုနကပြောလို့လက်ရှိမှာ spa တင်တဲ့အခုလက်ရှိဘလောက်ရ18ဘွဲရှုံနိုင်ရနော်18ဘွဲရှုံနေတဲ့အချိန်မှာဒါကျွန်တော်လက်ရှိမှာ tottenham hotspur တင်က15ဘွဲကိုတကူးတဲ့နဲ့ကတ်ပြီးရှုံနိုင်ခဲ့တာဖြစ်တယ်အဲ့တော့ ဒီနေ့ပုံစံမှာပြီးတော့ခုနကလီးပြအနေနဲ့ကျွန်တော်ဒန်ဆူနဲ့ဒါကေဗင်ဒေးဗန်ဒေးဗစ်ကိုလဲကျွန်တော်အနေနဲ့နည်းနည်းကြောက်သွားဟာဒီဘက်မလုပ်ပြန်ပြီလဲပေါ့နော်ကျွန်တော်ဒါဂိုးတွေပြန်တော့တကယ်လဲ ဘန်ဒန်ဆိုတဲ့ကံပီတော့ဘန်ဒေးဗီဆိုတဲ့မှာဒန်ဆိုတဲ့ဒေးဗီဆိုတာတော်တော်လေးကိုလုဖြစ်တယ်။ဒန်ဆိုနဲ့ကကျွန်တော်တို့ breaking ပေါ့ကျွန်တော် line breaking pass တွေတော့ကျွန်တော် shit တော်လေးဥတဲ့သူကိုယ်တိုင်ဂိုးတက်သွင်းမှုအတွက်တောင်ကြိုးစားခဲ့တဲ့အထိတွေ့ရမှာ။အဲ့တော့ဒီနေ့ပုံစံမှာဒါလီပြလူစားလဲတာတဲ့အကုန်လုံးကကျွန်တော်သဘောကျတယ်။ဒါပေမဲ့ Matthias တဲကိုမိနစ်90အထိမိနစ်ပေးထားကျွန်တော်နားမလဲဘူး။ဘလို့ကြောင့်လဲကျွန်တော်မသိဘူး။ကျွန်တော် Odo back ကိုဒီနေ့ပုံစံမှာပို့ချိုက်တယ်။ left wing မှာ Odo back ကို flat မှာပြထားပြီးတော့ right wing နေရာမှာ Brandon Johnson ထားမယ်ဆိုရင်ဒီနေ့ပုံစံမှာပွဲရလက်ကတမျိုးတစ်ဖုံပြောင်းလဲသွားနိုင်တယ်လို့မြင်တယ်။တိုးပေမဲ့တော့ညာလဲဒီနေ့ပုံစံမှာခုနကပြောသူပဲဒါကျွန်တော်တို့ တသိန်းလုံးတိုင်းတိုင်းရမစိုးအစဉ်ပြေတယ်စပန်စ်လည်းကောင်းတယ်ပက်ဒရိုဘူလည်းဒါကျွန်တော်သူ့ရဲ့ပေးပို့မှုကတစင်တာပက်ဒရိုဘူပေးပို့တာကြီးပဲလေနှလုံးဒါခုနပြောလို့ရတာရစ်ချလီစင်ပထမတလုံးတိုက်တယ်ဆယ်လ်စ်ဖန်ပွားတာလည်းပက်ဒရိုဘူပေးတာပဲအဲ့တော့ ဒီနေ့ပေါ်စင်မှာတသိန်းလုံးမှာကျွန်တော်အနေနဲ့ဘဒူးမအောင်ကျွန်တော်ဒါဟာငါဒီကောင်ဆောက်ဆောက်သုံးမကြဆိုလို့ဗီကာဒီယိုတကောင်တော့ပဲလက်ညှိုးထူးလို့ရမယ်ပဲတသိန်းလုံးမှာဟာဒီကောင်ဒီကွာဒါညံ့နေကွာဆိုတဲ့ဥစ္စာကြီးကျွန်တော်ပြောလို့လည်းမရဘူးဆိုတော့ညနေတာလည်းမဟုတ်ဘူးတခါကျရင်လေခုနဘောလုံးပွဲဆိုရဲအတိတ်ပဲလေအဲ့ဒါခုနဘောနော်တာဖောစ်ကဒီနေ့ပေါ်မှာသူတို့ခါတိုင်းမြင်နေကြနော်တာဖောစ်တော့ကျွန်တော်မမြင်တော့မော်ဂန်ဂေးစ်ဝိုက်ကိုလည်းမမြင်ရအောင်အယ်လန်ဂေးအဟိုဆိုအယ်လန်ဂေးအယ်လန်ဂါကိုလည်းမမြင်ရအောင်ဟတ်ဆန်အိုဒွိုက်ကိုလည်းမမြင်ရအောင်ခရစ်စ်ဝူဆိုလည်းဒါခုနဂိုးသွင်းတဲ့တလုံးတော့ကျွန်တော်တွေ့ခဲ့ရတယ်အဲ့တော့ ဒီနေ့ပေါ်စမှာစပါတင်တဲ့မိနစ်တာကျွန်တော်တို့45ဒုတိယပိုင်း45မိနစ်မှာကျွန်တော်တို့ဘက်မှာကြီးပဲခုနကကိုယ့်ရတချမ်းကိုဆောင်းနေပြီဒါပေမဲ့ခုနကအဲ့ကိုယ်တချမ်းဆောင်းကိုတချို့ကြဟာတာကိုယ့်တချမ်းဆောင်းချင်းချောင်းမှုလည်းအပြည့်ရှိတယ်လုံနိုင်ဆိုရင်အပြည့်ရှိတယ်ဒါပေမဲ့ခုနကပေါ်သူပဲတခါကျရင် anti booster glue စကားကိုပဲကျွန်တော်ထည့်သွင်းအောင်မယ်ဆိုတော့ပေါ်သူနဲ့ဖရတဲ့စပါတင်ကိုလက်ရှိမှာ premier league မှာတော်တော်လေးကိုကြီးမရဘူးလို့မြင်နေတယ်မှာပါအဲ့တော့ဒါကျွန်တော်တို့နောင်တော်ကြီးဒါကျွန်တော် Manchester United အသင်းနဲ့ဒါအတူတူပဲဒါကျွန်တော် live ပြီးရှုံးနေအိမ်ကွင်းမှာနှစ်တယောက်လုံးရှုံးကြတယ်ဒါလက်ရှိမှာ Northern Force ကအတွက်ကပြန်ကြည့်မယ်ဆိုတော့လက်ရှိဒါဥရောပဝင်ကွင်းအတွက်အသက် ရှင်လို့ရခဲ့တယ်အဲ့တော့စပါတက်ကလည်းရှင်ပါတယ်တမ်မစင် ကြတာတေးချာကြောင့်မသိပြီးတော့ဘာမှပြောစရာတော့မရှိဘူး။ဒါပေမဲ့ဒီနေ့ပုံစံကကျွန်တော်နှမျောတော့နှမျောတော်တော်လေးကိုနှမျောတယ်။ဘာလို့လဲဆိုတော့ခုနကပြောသူပဲဘာမှမဟုတ်ပဲရှုံးသွားတဲ့လူတော်ခံစားရတဲ့ပွဲတပွဲလို့ကျွန်တော်နှမြင်မိတယ်။ဒါတော့ပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကိုညွှန်ပြရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U တို့ link လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe တွေကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ပြ များများကလစ်မမြင်နိုင်ဖြစ်ပါတယ်အောက်က comment တွေမှာလည်း youth sport media 3.0ဆိုနဲ့ tv4 ရဲ့ link တွေကိုထည့်ပေးထားကြပြီးတော့မျက်စောကိုကြည့်ပြလို့ရပါတယ်ကျွန်တော် youtube channel လို့ like and subscribe လို့ကျွန်တော်အပ်ပေးလို့ရပါတယ်မြန်မာလေးကလစ်မမေ့ကြပါနဲ့ဗျများများကလစ်မမြင်နိုင်ဖြစ်ပါတယ်အားလုံးမကြိုတမိုင်းကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစို့ဆုံးတော့တောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ဒီပါဗျ